Hello အားလုံးပဲမင်္ဂလာပါရှင်။ Lily Thu Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာရှူကျော်ပါ။ရေပြားထုတ်ခုဆရာဝန်ပါ။ဒီကနေ့ပြောပြမယ့်အကြောင်းအရာတော့နှစ်ချက်ပေါ့နော်။တစ်ခုကကြတော့ dry skin ပေါ့။ဘာဖြစ်လို့အဲ့ဘလိုလူမျိုးတွေကိုအသားခြောက်တယ်လို့ခေါ်လဲပေါ့နော်။ဘလိုလူမျိုးတွေကရေပြားအသားကြီးခြောက်လဲပေါ့။အဲ့ဒါတစ်ချက်။နောက်တစ်ချက်ကကြတော့အဲ့လိုလူမျိုးအသားခြောက်တဲ့အဲ့လိုလူမျိုးတွေအတွက်ဘာတွေစားရမလဲ။ဘာအစားအစာတွေစားရမလဲဆိုတဲ့အကြောင်းကို ပြောပြမှာဖြစ်ပါတယ်။တမန်လူတွေနော်အသား၆တာကိုသူတို့ဘာသူတို့ကသိတယ်။ဘယ်ချိန်မှသိလဲဆိုလို့ရှင်စောင်းမွဲမှာအသားတွေပတ်လာတယ်။အသားတွေရားလာတယ်နော်။အသားတွေ၆တယ်ပေါ့။အဲဒါမဲ့သူကစောင်းမွဲကုံသွားလို့ရှင်ပုံမှန်အသားကြီးပဲဘာမှမဖြစ်တော့ဘူးနော်။အဲ့လိုမျိုးစောင်းမွဲမှာအဲ့လိုဖြစ်လို့ရှင်သူတို့ကအဲ snow လိုမျိုးဟာလိုမျိုးလေးလိမ့်မယ်ဒါမှမဟုတ်လို့ရှင် glycerin အလှစီပေါ့နော်ပြီးတော့ body lotion တွေအခုနောက်ပိုင်းတော့ moisturizer မျိုးစုံတွေလိမ့်ကြတာပေါ့နော် ဒါကလည်းစောင်းနှဲတစ်ခုပဲဖြစ်မယ်အေးပြီးတော့၆တွေးလို့လေတခြားနွေရသေးတယ်မွေးရသေးတယ်ဆိုအဲ့လိုမဖြစ်ဘူးပေါ့ပြန်ကောင်းသွားတယ်နော်အဲ့လိုလူမျိုးတွေဒါကအသား၆တယ်ပဲခေါ်တာပဲသူစောင်းနှဲမှာ၆တယ်အဲ့လိုလူမျိုးတွေမှာလည်းဒီလိုမျိုးအအစားအသောက်အနေထိုင်အဲ့လိုလုပ်လိုက်လို့ရှိရင်စောင်းနှဲမှာတက်တာမယ်ပေါ့ဒါပေမဲ့သူတို့ကတော့အဲ့လိုမျိုးအများသောအားဖြင့်အဲ့လောက်တော့မလိုတတ်ကြဘူးဒီလို glycerin လောက်အစီလောက် moisturizer လောက် body lotion လောက်လိမ့်လိုက်တာနဲ့တက်တာသွားတော့ထူးထူးကဲကဲ ဘာမှမပြတော့ဘောနော်စေကန်းတွေပါကြီးလဲသွားစရာအကြောင်းမရှိဘူးအဲသူတို့ဘာသူတို့လုပ်လိုက်တာနဲ့တတ်တာသွားတယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်နှစ်ပတ်လုံးအဲ့လိုမျိုးလေးစောင်းတွဲမှာအသားပတ်တယ်လို့မျိုးတစ်နှစ်ပတ်လုံးဖြစ်နေရတဲ့သူလည်းရှိတယ်အဲ့ဒါကြတော့သူက genetics ယောဂါပေါ့နော်ဒီမွေးရပါအသားရေ၆တဲ့သူအဲ့လိုလိုမျိုးကတတ်တတ်ရှိတယ်သူတို့ဆိုလို့ရှိရင် family history မိသားစု ရာဇဝင်ကိုလိုက်လိုက်လို့ရှိရင်လေသူ့အဖေတော်၎င်းသူ့အမေတော်၎င်းအဲ့လိုရှိရင်ရှိမယ်ဒါမှမဟုတ်ရှိရင်သူ့မောင်လေးတို့ညီမလေးတို့နော်အဲ့လိုမျိုးရိုးဆက်ဆက်မှာတယောက်ယောက်တော့ရှိချင်ရှိနိုင်တယ်အဲ့ဒီလို ethosis yoga ကကြတော့နော်မျိုးရိုးဆက်ဆက်လဲလိုက်တယ်ပြီးတော့သူ့မှာအမျိုးကွဲတွေရှိတယ်ဥပမာ ethosis vulgaris တို့ပြီးတော့ xlin တို့နော်အဲ့လိုမျိုးဟာတယ်အမျိုးစားတယ်မျိုးမျိုးရှိတယ်သူတို့ကကြတော့ ဒီအသားအရန်ခြောက်တယ်တစ်နှစ်ပတ်လုံးအဲ့လိုဖြစ်တယ်တချို့တွေအရန်ဆိုးလို့ရှိရင်ကျတော့ငါးကြိမ်ပုံလို့အဖက်အဖက်တွေချက်လိုက်ကြည့်ရှိနိုင်တာပေါ့နော်အမျိုးအစားတွေကတော့အမျိုးမျိုးရှိတယ်သူတို့တွေဆိုလို့ရှိရင်လည်းသူတို့ကသူတို့ဘာသူတို့ယောဂဆိုတာသိကျင်တဲ့လူလည်းသိလိမ့်မယ်မသိကျင်တဲ့လူကလည်းမသိဘူးအဲ့တော့ဒီလိုကိုနေထိုင်စားတောက်တဲ့ဟာပုံစံလေးကြောင်းလိုက်တာနဲ့ကိုတော့ဒီလိုမျိုးတက်တာသွားမယ်ဆိုတာသူတို့မသိကြဘူးပေါ့နော်အဲ့လူတွေအတွက်ရွယ်ပြီးတော့လည်းအခုပြောပြရတယ်အခုနှစ်ခုရှိပြီနော် နောက်နံပါတ်3ချက်ကကြတော့သူတို့ကကိုယ့်ဘာကိုအသားချောက်တယ်ဆိုတာမသိကြဘူးဘလို့လူမျိုးတွေလဲနှင်းကူဖြစ်နေတဲ့သူတွေလေပြီးရင် atopic dermatitis လို့ခေါ်တယ်ခလေးနဲ့လူငယ်တွေမှာဒီအနက်ဆက်လေးတွေလက်တီချောက်တွေမှာထွက်နေတယ်နော်အဲ့လိုလူမျိုးတွေကသူတို့ကိုယ်၌ကအင်ကူကအသားချောက်တယ်အသားချောက်လို့လေအဲ့လိုမျိုးရှားတယ်ပေါ့ရှားတော့ကုတ်ရင်းနဲ့ခြင်မဲကြိုက်ကြိုက်ဘာပဲဖက်ကရှားတော့ကုတ်ရင်းနဲ့အဲ့လိုမျိုးတွေဖြစ်တာနော်နှင်းကူဆိုလို့ရှိရင်လည်းအဲ့လိုပဲတနည်းအားမအဲ့လိုဖြစ်ပြီးတော့ရှားပြီးတော့ကုတ်ရင်းနဲ့ဖြစ်တာ ဘလို့ပဲဖြစ်သူတို့ကအသားချောက်တာပဲဒါပေမဲ့သူတို့ကသူတို့အသားချောက်တယ်ဆိုတာမသိကြဘူးအဲ့လိုမသိတဲ့အတွက်သူတို့ကဂယုမဆိုင်တော့ပူပူဆူဆူလာတာပေါ့နော်အမှန်မှန်သူတို့ကအဲ့လိုသိရှိပြီးတော့ဂယုဆိုင်လိုက်လို့ရှင်ကြတော့ဒီအမှန်မှန် moisturizer လိမ့်မှာပဲဒီလိုမျိုးအဲ body lotion လိုဟာမျိုးတွေလိမ့်မှာပဲပေါ့နော်အသားကြီးဆူပြေအောင်ထိမ့်သိမ့်လိုက်တာအဲ့လိုလှုပ်ချင်းအားဖြင့်သူတို့ရဲ့ yoga disease process ကနှိမ့်နေသွားမှာပေါ့နော်အဲ့ဒီလိုမျိုးနော်အသား၆တဲ့သူအသားရေဆွဆွပြပြမရှိတဲ့သူတွေအတွက်ပေါ့ သူတို့အတွက်ကိုဗီဒီယိုလေးအရင်တော့လုပ်ခဲ့တာရှိတယ်ကြည့်လိုက်ပါသူတို့ကအဲ့လိုမျိုးအသားရေထိမ့်သိမ့်ပြီးတော့ဒီလိုမျိုးအခုပြောပြမယ်နော်ဘယ်လိုမျိုးဒီစားတော့ရမလဲဆိုတော့ lifestyle ကပြောင်းလိုက်လို့ရှိရင်သူတို့ရဲ့အရေပြားပို့ပြီးတော့ထိရောက်မှာပေါ့နော်ကုသတာပို့ပြီးတော့ထိရောက်မှာပေါ့နောက်အသား၆တာနောက်တစ်မျိုးကဘယ်လိုလူမျိုးတွေမှာ၆တက်လဲဆိုတော့စီးကျိုးဝေဒနာရှင်နေအသေးယောဂါရှင်နေ တော့စက်သက်သမားတွေနော်အဲ့လိုလိုမျိုးဒါမှမဟုတ်ရှင်သူတို့အဲ့ဒီအတွက်စီးတွေတောက်နေရတဲ့သူတွေစီးစေးတွေတောက်နေရတဲ့သူတွေအဲ့လိုလူမျိုးတွေကအသားချောက်တယ်အဲ့လိုလူမျိုးတွေအတွက်လည်းဒီလိုမျိုးနေထိုင်စားတောက်လိုက်လို့ရှင်အသားချောက်တာပိုပြီးတော့တတ်တာပါဒီလိုအသားချောက်တဲ့ကိစ္စဘလို့အရေးတကြီးပြောနေရလဲဆိုရင်အသားချောက်တာလူရဲသိမ့်မသိကြဘူးမသိရအတွက်ဂရုမစိုက်ပြီးတော့နည်းနည်းလေးပြုပြင်ကြောင်းလဲလိုက်တာနဲ့အဲကောင်းမွန်တဲ့ကိစ္စလေးအဲ့တော့မြင်တဲ့သူကပြောရပေါ့နော်အဲ့သဘောလေးပါအ ဒီလိုမျိုးလေးတွေဗီဒီယိုလေးကြည့်ပြီးတော့ဒီအသားခြောက်တာဘလို့ကိုယ့်ဘာကို skin care ဘလို့ထိန်းသိမ်းရမလဲဆိုတာเนาะအဲဗီဒီယိုလေးကြည့်လိုက်နောက်အခုကကြတော့ပြပြမယ့်ဟာကဘာတွေစားတော့ရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်အသားခြောက်တဲ့သူတွေအတွက်အဓိကလုပ်ရမှာကရေပေါ့ရေများများတောက်ပါပထမဆုံးအချက် လူရဲ့ခန္ဓာကိုယ်ရဲ့80ရာခိုင်နှုန်းကရေနဲ့ပဲဖွဲ့စည်းထားတာအဲ့ဒါကြောင့်လို့ရေဓာတ်ကလိုကိုလိုအပ်တယ်တနည်းကို2 to 3 liters လောက်လိုတယ်ရေတန့်ဘူးကြီးနဲ့နှစ်ဘူးသုံးဘူးပေါ့နော်အဲ့လောက်တောက်ပါနံပါတ်2ကကြတော့ကောင်းတဲ့အစီအစီဓာတ်ကကြတော့ဒီအရေပြားကနေပြီးတော့ဆုံရှုံသွားမဲ့ရေတွေကိုသူကကောက်ွယ်ထားတယ်နော်အဲ့ protection protective function ရှိတယ် ကကွယ်နိုင်တယ်အဲ့ဒါကြောင့်မို့အဆီဒက်အဆီဒက်ကိုလည်းကောင်းတဲ့အဆီပဲလိုချင်တယ် unsaturated fatty acid လို့ခေါ်တယ်မပြည့်ဝတဲ့အဆီပေါ့နော်သူတို့ကအဲ omega 3 fatty acid တွေပဲသူတို့ကတော့အများသောအားဖြင့် salmon ငါးကိုပြောတာပေါ့လေ salmon ငါးမှာဒီ omega 3 fatty acid ကျွေးရတယ်ပေါ့ဒါပေမဲ့ပင်လယ်ငါးတွေမှာအများသောအားဖြင့်ပါပါတယ်နောက်အဆီဓာတ်ပြည့်ဝတာ chia seed ပေါ့နော်အင်္ဂလိပ်လိုလဲ chia seed C H I A chia seed လို့ခေါ်တယ်မြန်မာလိုလဲဒီမှာ Google မှာရှာကြည့်လိုက်တော့ခြေရာစိတ်ဆိုပြီးတော့ရှိတယ်အဲ့ဒါသူကအခုနောက်ပိုင်းကျတော့လေဒီအသားရေကောင်းဖို့အတွက်ကိုဒီ antioxidant အနေနဲ့ရောသူကအဲ့လိုမျိုးစားသုံးတာပေါ့ဖြည့်စွက်စာတွေစားတဲ့ဟာတွေမှာရှိတယ်အဲ့ဒါကြောင့်ခြေရာစိတ်ဆိုပြီးတော့ကျောင်းတာတက်တက်ရှိတယ်အဆီတသေးလေးအသားရေဆိုပြီးပြီးတော့ skin barrier function ကိုကောင်းစေတာပေါ့နော်နံပါတ်3အချက်ကအဝါရောင်ရှိတဲ့အသီးအရွက်တွေသမောတိမှဲ့တရက်တိမှဲ့တို့မုံလာဥနီတို့ပြီးရင် bell pepper ပေါ့ ပန်းကရုပ်ပွားအဝါရောင်တို့အနီရောင်တို့ပေါ့နော်သူတို့တွေမှာ beta carotene ဆိုတဲ့ vitamin A ထွက်ချွေသွားတယ်ပေါ့နော်အဲ့တော့ antioxidant အနေနဲ့လည်းဖြစ်တယ်အသားရည်ကိုကြည်လင်စေတယ်ဆွတ်ပြေစေတယ်ပြီးတော့ anti aging ဆိုတဲ့ဒီနှုတ်ပြုံမှုလည်းဖြစ်တယ်ပေါ့နော်နံပါတ်၄အချက်ကကြတော့ biotin ပါတဲ့လက်ဆက်တဲ့အသီးအရွက်တွေအသားရည်စားတာပေါ့နော် biotin ကဘယ်အစားအစာတွေမှာပါလဲဆိုရင်ခရမ်းကျင်သည် င်းနှုတ်လွယ်မပြောသေးကျုပ်ဆိုအနှစ်ပေါ့ကျုပ်အနှစ်ရဲ့ကိုယ်ကအုပ်ရဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေအဆီအဆန်တွေအဆီအဆန်တွေကကြတော့ဗိုက်တာမင် E ဓာတ်လည်းကျွဲဝတော့ဒီ skin barrier ကိုပို့ပြီးအားကောင်းဖြည့်တာပေါ့နော်အဲ့တော့ရေတွဲဆုံးရှုံးမှုမရှိဘူးအသားရေစုပြည့်စရာပေါ့နံပါတ်5အချက်ကကြတော့ဇင်တက်ပါတဲ့အစားအစာတွေရဲ့စင်တက်ပါတဲ့အစားအစာတွေကအရေးပြန်6တွင်းအကွဲပြီးတော့နော်အရေးကုန်အဖက်တွေလန်နေတာလေ ခြေပေါ်လက်ဖွားတွေဆိုလို့ရှိရင်ကွဲတာအရင်တည်တာအဲ့လိုလိုမျိုးတွေအတွက်ဆိုလို့ရှိရင်စဉ်တက်ပါတဲ့အစားအစာတွေကကောင်းတယ်ဥပမာရွှေဖျုံသီးတို့နေကြာစီတို့ rice ကြုံအုတ်ကြုံ cheese တို့နော်အသားငါးတွေကွဲကအုတ်တွေပဲမျိုးမျိုးကလည်းဒီစဉ်တက်ကြွရတယ်ခုနကပြောပြတဲ့အချက်တွေကတော့စားသုံးရမယ့်အချက်တွေပေါ့နော်မစားရဘူးရှောင်ရမယ်ဆိုတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ alcohol alcohol ဆိုရင်အရက်တို့ဘီယာတို့ ပြီးတော့ caffeine တက် caffeine တက်ကဘာမှပါလဲဆိုရင် coffee tea တဖြည်းဖြည်းမှာပါတယ်နော်အဲ့လိုမျိုးဟာတွေကကြတော့ရေဓာတ်ခန္ဓာကိုယ်ကရေဓာတ်ကိုဆွဲတယ်ရေဓာတ်ကိုဆွဲတော့ရေဓာတ်ဆုံးရှုံးတာပေါ့ပြီးရင် salty food တွေအရန်ငန်တဲ့အစာစာတွေပေါ့စားတွေအဲ့ဟိုဘယ်လိုပြောရမလဲတခြားပြုပြင်ထားတယ်လीနော်အဲတချို့ ready made food တွေဆိုလို့ရှိရင်လေဒါကအရန်ပြင်းတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လဲ salty food ရေရန်ငတ်တယ် ရေရေဆွဲအားများတော့ကိုခဏနဲ့ compensate လုပ်တာပေါ့နော်ပြန်ပြန်တုံ့ပြန်မှုအားဖြင့်ရေတောက်ချင်တယ်ရေငတ်တယ်ဆိုတော့အဲရေတက်တွေဆုံးရှုံးနေလို့အဲ့လိုမျိုးဆိုလို့ရှိရင်တော့အသားရေပူပြီးခြောက်စီတယ်ငပိငခြောက်တုံ့ပြန်များရေတို့အတူတူပဲနော်ဒါတွေကရှောင်ရမယ့်အစားအစာတွေပေါ့အသားရေခြောက်တဲ့အတွက်ဘာတွေစားရမလဲဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆိုပြီးတော့ဒီဗီဒီယိုလေးကိုဘာလို့လုပ်ခဲ့ရလဲဆိုတော့မြန်မာလူမျိုးတွေကအများသောအားဖြင့်နော်စိတ်ကန်းပြတိုင်းနေလေးရှိကြတယ် တို့ဘာနဲ့တည်လဲဘာရီစားရမလဲဘာရီရှောင်းရမလဲဆိုအများကြီးမေးပါတယ်အဲ့ဒီအတွက်ကိုကျွန်မ idea ရပြီးတော့ဒီလိုလေးပြောပြတာပေါ့နော်အဲ့တော့အစာလဲစေးစေးလဲအစာပေါ့ဒီအစာစာတွေကိုနဲ့တင့်တော်တဲ့ဟာကိုနဲ့တဲ့မဲ့အရာတွေကိုစားပြီးတော့နော်စေးလဲကုအဲ skin care တွေလည်းလုပ်ရင်းနဲ့ဒီလိုမျိုးအစာတောက်တွေလည်းနေထိုင်ပြင်ဆင်လိုက်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ထိရောက်တဲ့အကျိုးရလာရရှိမှာဖြစ်ပါတယ်ကျမလှပတော့ဒီပြပိုင်းဆိုင်ရပါလိမ့်ရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြန်ဆုံတွေ့မယ်နော်ဘိုင်ဘိုင်